အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးခြင်းဒါကတော့ Premier League ပွဲစဉ်6မှာစောင့်ကြည့်သွားရမယ့်စိတ်ဝင်စားစရာတွေအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ One Expert ကနေအတိအကကူညီပံ့ပိုးပေးထားပါတယ် C2 Opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘလုံးအားကစားနဲ့ရှင်ခုန်ကျင်းတဲ့ပရိသတ်တွေအတွက် One Expert မှာ Opinion ဆိုတဲ့ promo code လေးကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင့်နိုင်ပါတယ် first time deposit အတွက်ဒေါ်လာ130ပြန်လဲပေးရသွားမယ်စူးလက်ဆောင်အစီအစဉ်တွေရှိကြောင်းလည်းသိရှိရပါတယ်ဒီဗီဒီယိုလေးရဲ့ comment section မှာ promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲကံကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပရီးမီးယားလိကဒီအပတ်ပွဲစဉ်6ကစားသွားမယ်စိတ်ဝင်စားစရာပွဲကောင်းတွေအများကြီးပဲစူပါဆန်ဒေးမှာတော့ နျူကတ်ဆယ်အသင်းနဲ့အာဆင်နယ်တို့အရင်ဆိုင်ကစားသွားမယ်ပေါ့နော်အဲ့တော့နျူကတ်ဆယ်ကအာဆင်နယ်အတွက်တော်တော်လေးခက်ခဲတဲ့ပြိုင်ဘက်အာဆင်နယ်ကစူပါမန်ဆိုရင်နျူကတ်ဆယ်ကတော့ခရစ်ပရိုနိုက်ပဲအဲ့တော့အဲ့ပွဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီးတော့ Chelsea နဲ့ Brighton တို့တွေ့ဆုံနေတယ်အဲ့တော့ဒီပွဲက open match ဖြစ်လေရှိတဲ့ပွဲဖြစ်ပြီးတော့ဂိုးတွေအများကြီးမြင်ရလေရှိတဲ့ပွဲလည်းဖြစ်တယ် Manchester United က Brentford ကိုင်းမှာသွားပြီးတော့ကစားရမယ်ခက်ခဲလေးရှိတဲ့ကိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီတွစ်ဆုံမှုတွေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ Liverpool အသင်းကလည်းသူတို့အတွက်ရင်ဆိုင်ရခက်ခဲတဲ့ပြိုင်ဘက်ပြီးတော့သူတို့ကို community တိုင်းပွဲမှာအနိုင်ယူထားတဲ့ပြိုင်ဘက်ဖြစ်တဲ့ Crystal Palace အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်တယ်အဲ့တော့အသင်းကြီးတွေတော့ခက်ခဲနေတဲ့ပွဲတွေကိုမြင်တွေ့ရတယ်အသင်းကြီးတွေထဲမှာ Manchester City ကတော့ Burnley ကိုအိမ်ကွင်းမှာကစားရမယ်လွယ်တယ် Spurs က Wolves ကိုအိမ်ကွင်းမှာကစားရမယ်လွယ်တယ်အဲ့တော့ဒီအနေအထားလေးတွေကျွန်တော်တို့မြင်တွေ့နေရတဲ့ပွဲကောင်းတွေအများကြီးရှိနေတယ်အဲ့တော့အစောဆုံးပွဲဖြစ်တဲ့ ရန်ဖို့မန်ချက်စတာယူနိုက်တက်အဲ့တော့ဘရန်ဖို့ကယူနိုက်တက်ကို3နှစ်စတိုက်ဒုက္ခပေးထားတဲ့အသင်းမနစ်ကလည်း4-3နဲ့နိုင်တယ်အေရှင်းနှစ်က1-1သေချာတယ်အေရှင်းနှစ်က4-0နဲ့နိုင်တယ်ပေါ့နော်အဲ့တော့ယူနိုက်တက်ကိုကြီးမားစွာဒုက္ခပေးလေးရှိတဲ့အသင်းဖြစ်တယ်ပြီးတော့ဒီလက်ရှိကစားပုံအရကြည့်မယ်ဆိုရင်ဘရန်ဖို့ကအိမ်ကွေးမှာလည်းချဲစီကိုဒုက္ခပေးထားတယ်ပြီးတော့သူတို့ရဲ့ set piece တွေကကြောက်ဖို့ကောင်းတယ်စပီးစတွေကတင်တဲ့အရာတွေကိုပြီးတော့လက်ပစ်ဘောတွေကိုကြောက်ဖို့ကောင်းတယ် လောင်းဘောတွေကြောက်ဖို့ကောင်းတယ် direct attack တွေကြောက်ဖို့ကောင်းတယ်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးက United ကြောက်တဲ့အရာတွေအထူးသဖြင့် United ရဲ့ set piece defending ကတော်တော်လေးအားနေတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့ Brandford ရဲ့အားကောင်းတဲ့ set piece အပိုင်း long ball အပိုင်းတွေကို United ဘယ်လိုထိန်းချုပ်မလဲအဲ့တော့အဲ့ဒီအပိုင်းကိုတေချာပေါင်းစောင့်ကြည့်သွားဖို့လိုအပ်တယ်တကယ်လို့ Delic ကပြီးတော့ Shaw ရောမကွာရောတုံးလာမယ်ဆိုရင်တော့ဒီအပိုင်းမှာ တိုးတက်နိုင်ခြင်းရှိရလို့ကျွန်တော်ကတော့ယူဆမိတယ်ပြီးတော့တိုက်စစ်ပိုင်းမှာတော့ကူညာရှက်ကိုပြီးတော့ Brian Mbumo ဒီ၃ယောက်စလုံးအင်ပြီးအားပြင်းနဲ့ပွဲထွက်လာနိုင်တဲ့ပွဲအဖြစ်ယူဆမိတယ် United ဟာတိုက်စစ်ပိုင်းနဲ့ပတ်သက်လာရင်တိုးတက်မှုတွေအများကြီးရှိတယ်ပြီးတော့သူတို့ရဲ့လုံးနိုင်စွမ်းပုံပုံမြင့်တက်လာတယ်အဲ့တော့ဒီပွဲမှာဒီ Brentford ဘက်က Chelsea နဲ့ပွဲတော့လို့လုံးဝ5 back အထိုင်ပြင်ဆင်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမှာ United အတွက် အဲဒီကိုရှေကိုလက် ပို့ပြီးတော့ကင်တွယ်ပြီးတော့ပို့ပြီးတော့ဖိအားပေးခွင့်ရရှိနိုင်တယ်အဲအဲ့လိုမျိုးဖိအားပေးတဲ့အခြေအနေတွေမှာလည်းဥပမာအပြင်ဘန်လင်းနဲ့ပွဲပေါ့နော်ဘန်လင်းနဲ့ပွဲမှာဆိုရင်အဲဒီစီစီပါမှန်ရှိခဲ့တာကိုတွေးမြင်ရတယ်ပေါ့နော်အဲ့တော့ United ဟာပို့ပြီးတော့လင်းမြန်တဲ့ combination တွေဘက်ကိုသွားနေတယ်အသင်း Brentford ကနေလာတဲ့အသင်းပေါ့နော် ပြောမယ်ဆိုသူတို့ကတိုက်စစ်က Kevin Shorter တို့လောက်ပဲလင်းမြန်တဲ့ကစားသမားရှိတယ် Equality ကိုတော့မမြန်ဘူးပေါ့လေအပြီးတော့ဒီ သူတို့ရဲ့ကွင်းလယ်မှာဒါဟန်ဒါဆန်ရာမိုလီယက်ဒီကစားသမားတွေတုံးတယ်ဆိုလိုချင်တာကခန်စစ်ဘက်ကိုအရင်ရရင်ပြီးတော့ creative back ကိုဟိုအားနေလာတယ်ပေါ့နော်အားနေလာပြီးသူတို့ရဲ့လက်နက်က Thomas Frank Letter တော်ငါလူမျိုးလက်နက်အစုံနဲ့အတင်းမဟုတ်ပဲနဲ့တော်တော်လေးအဲခန်စစ်ဘက်အရင်ရရင်သွားတဲ့အနေအထားမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့အဲ့ရတွေကိုကျွန်တော်တို့ဒီဘွဲမှာစောင့်ကြည့်သွားမယ်ကျွန်တော်အတွက်ကတော့ United အတွက် Thomas Frank မရှိတော့တဲ့ Brentford အသင်းက ်နည်းနည်းလေးတော့အသက်ရှူပိုချောင်လာမယ်လို့ထင်မိတယ်။ပြီးတော့အဲစနေနေ့ပါပဲ Chelsea နဲ့ Brighton အသင်းတို့ပွဲစဉ် Brighton ကလည်း Chelsea ကိုတောက်လျှောက်ဒုက္ခပေးထားတဲ့အသင်းဖြစ်တယ်။မနေ့က3-0နဲ့နိုင်ထားတယ်။ပြီးတော့ဒီ um 2-1နဲ့လည်းနိုင်ထားတာမျိုးရှိတယ်။အဲ့တော့ဒီနှစ်သင်းရဲ့ပွဲတွေကတော့ goal တွေ explosive ဖြစ်လေရှိတယ်။မနေ့ကလည်း Chelsea ဟာသူတို့အိမ်ကွင်းမှာ Brighton ကို4-2နဲ့အနိုင်ရဘူးလေပေါ့။အဲ့တော့နှစ်သင်းစလုံးကဒီအခင်းအကျင်းဒီပုံစံဒီ idea တွေပဲဖြစ်တဲ့အတွက်ဒီပွဲမှာလည်း အဲ့ဒီ fashion ကိုပဲဆက်လက်မြင်တွေ့ရမယ်လို့ကျွန်တော်တော့ထင်တယ်။ Brighton က Chelsea ကိုသူတို့ရဲ့ကစားနေကြ player အတိုင်းပဲတော်တော်လက်လက်နဲ့အဲဒီတိုက်စစ်အသားပေးပုံစံကစားမယ်ပေါ့။အဲ့တော့ Chelsea အတွက်ကကြတော့ Chelsea ဟာ Brentford လိုအသင်းပေါ့နော်။ Fulham လိုလိုအသင်း mid block တွေ low block တွေနဲ့ကစားတယ် defensive အသင်းတွေဆိုရင်သူတို့ကစားရတာခက်တယ်။ဒါပေမဲ့ Brighton လိုမျိုးဒီ space ကြည်ကြည်ပေးတဲ့ အသင်းတွေပြီးတော့ first pace အသင်းပေါ့ slow pace မဟုတ်ဘဲနဲ့ brighton first pace ဖြစ်တယ်အဲ့တော့ first pace အသင်းတွေဆိုရင် chelsea ကသဘောကြတယ်ကစားပုံအဖြစ်နဲ့သဘောကြတယ်ပြီးတော့သူတို့ရဲ့ကစားသမားတွေရဲ့ individual စွမ်းဆောင်ရည်အဖြစ်လည်း1 1ချင်း1 vs 1ချင်းရှင်ကန်နေတဲ့ပုံစံဖြစ်တဲ့အတော့အဲ့1 vs 1တွေမှာပိုကောင်းတဲ့ကစားသမားတွေရရိုက်ချိုးနိုင်တယ်လို့အချမ်းမြင်ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ Chelsea ဟာဒီပွဲမှာတော့သူတို့ပြန်လာနိုင်တယ်ပေါ့ပြီးခဲ့တဲ့ဂျာရဲ့ League ဖလားပွဲမှာလည်းသူတို့ဒီအသင်းသေးလေးနဲ့ကစားရတာတော့ တိတ်ပြီးတော့ Chelsea ပြိသက်တွေကိုအားရချင်တဲ့အောင်မလုထားနိုင်ဘူး Manchester United နဲ့ပွဲမှာလည်းအမ်အားတင်းစရာတွေဖြစ်ထားတယ်အမားယွင်းတွေအများကြီးဖြစ်ထားတယ်ပေါ့နော်အဲ့တော့အရှိမဒါ Bayern Munich Bayern Munich ကိုလည်းအမ်ပြောမယ်ဆိုရင်မြေမကောင်းရှုမကောင်းရှုံးထားတယ်လို့ပြောလို့ရတယ်ဗောနအဓိကမရှင်နိုင်ခြင်းကိုဆိုလိုချင်တာအဲ့တော့ Chelsea bounce back လောက်ကိုလောရရမယ့်အချိန်ရောက်နေပြီအဲ့တော့ဘယ်လိုလုပ်သွားမလဲပေါ့အဲ့တော့ Kopa မပါနိုင်လားမပါနိုင်လားအဲမပါနိုင်ဘူးဆိုရင် Chelsea ရဲ့ creativity ကတိတသာရောကြနေတာကို မြင်တွေ့ရတယ်ဂျိုပက်ဒူရိုကတိုက်စစ်မှုအနေနဲ့သူသူ့မှာစွမ်းဆောင်ရည်ကောင်းနေရှိတယ်ဒါပေမဲ့အဲ့စွမ်းဆောင်ရည်ကောင်းနေရှိဖို့အတွက်နောက်မှာဖားမတော့လို့လေဟုတ်ပြီအဲ့ဆိုရင်သူ့ကိုနောက်ဆုံးမယ်နောက်ဆုံးရင်တိုက်ရှိမှာတိုက်စစ်ကစားမှာတက်ရောက်တော့ရှိဖို့လို့လေအဲ့ Chelsea ကလောလောဆယ်အဲ့နှစ်ခုစလုံးမရှိနေဘူးအဲ့နှစ်ခုစလုံးမရှိနေခြင်းကဂျိုပက်ဒူရိုရဲ့အကောင်းဆုံးပုံစံတွေကိုနောက်ကိုပြန်ဆွဲထားတဲ့အနေအထားအဖြစ်ကျွန်တော်တို့မြင်ရတယ်ဒါကတစ်ချက်ပြီးတော့တောင်ပံနေနဲ့ပတ်သက်လာရင်ချက်စီကအခုချိန်ထိအဖြစ်ရှာမတွေ့သေးဘူ တော့အဲ့အဖြစ်ရှာမတွေ့ရချင်းကကျဲစီဖြေရမယ်အမ်ဒီ chapter တစ်ခုပေါ့နော်ပြောမှဆိုရင်ဒီဟာက whole thing ပေါ့အရာအလုံးတော့မဟုတ်ဘူးဒါပေမဲ့ကျဲစီတိုက်စစ်တို့အများကြီးအရေးကြီးတယ်အထူးသဖြင့်ကိုဖာမာတို့မရှိနေတဲ့အချိန်ပြီးတော့ဂျောပဒရိုရဲ့အကောင်းဆုံး form မရှိနေတဲ့အချိန်တွေမှာဆိုရင်တောင်မန်ဒီရဲ့စွမ်းဆောင်ရည်အများကြီးလိုလာပြီအဲ့တော့ချဲစီကဒီပက်ဒရိုနာတိုနဲ့ပတ်သက်လာရင်စိတ်ချလို့ရတယ်ဒါပေမဲ့ကျန်တဲ့ကစားသမားတွေတယောက်မှစိတ်မချရဘူး တော့ Astral Vaughn နဲ့ Patronet ကို Watson အသင်းနဲ့ပွဲတော့အလိုမျိုးအသုံးချမလားပေါ့အဲအဲ့လိုပုံစံမျိုးကတော့ Chelsea အတွက်ပိုကောင်းတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်အဲ့တော့ Chelsea ပွဲနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီအချက်တွေစောင့်ကြည့်သွားဖို့ရှိတယ် Crystal Palace နဲ့ Liverpool ရဲ့ပွဲစဉ်အဲ့တော့ Liverpool ကို Palace ကတောက်လျှောက်တော့ခပေးထားတယ် Community တိုင်းမှာထူးထူးဖြစ်တယ်နိုင်တယ်ပြီးတော့1-1ဖြစ်တယ် Premier League မှာ ပြီးတော့အမ် C1 နဲ့နိုင်တယ် ပြီးတော့ဒီ Anslot မရောက်ခင်ဒီ AHA နဲ့ပေါ့နော် AHA နဲ့မှာ Glasner နဲ့ Jurgen Klopp လို့တွေ့တယ် Glasner ရဲ့အသင်က0-1နဲ့နိုင်တယ်အဲ့တော့ Glasner ရဲ့ letter မှာ Crystal Palace ကလီဗာပူးကိုအကြင်ကြင်ဒုက္ခပေးထားတယ်လို့ကျွန်တော်တို့သူ့ရဲ့အမှတ်တမ်းတွေအမြင်ရတယ်အပြီးတော့အမှတ်တမ်းတွေကတိုက်ဆိုင်မှုမဟုတ်ဘူး Crystal Palace ရဲ့ကစားဟန်ကလီဗာပူးကြောက်တဲ့ကစားဟန်ပြီးတော့ Crystal Palace ရဲ့ခံစစ်ကအရင်ကောင်းတယ်အထူးသဖြင့်ဒီ Chris Richards ရဲ့ မက်ကေဟီရဲ့ပြီးတော့သူတို့ရဲ့ဒီစန်ဒာစီဘီဖြစ်တဲ့လာခရာရဲ့ဒီ၃ယောက်အတွဲကသူတို့၃ယောက်စလုံးကြံ့ခိုင်မှုပြေးသွားပြီးပါဝင်နေတဲ့ဘွဲတွေမှာဒီ percentage အရင်မြင်တယ်သူတို့ရဲ့ clean sheet percentage ကပြီးတော့တိုက်စစ်ကိုအရင်မြင်မြင်နဲ့စတင်နိုင်တယ်ထိုးနှက်နိုင်တယ်ပြီးတော့ team work အရင်ကောင်းတယ်ပြီးတော့ဒီသူတို့တိုက်စစ်မှုမာချက်တာက Liverpool ခံစစ်ကိုအဲဒီဆွဲပြေးနိုင်တဲ့ runs တွေပြီးတော့လုံလောက်တဲ့ physical လုံလောက်တဲ့ technical အဲ့ဒါရှိတယ်အဲ့ဒါရှိရတဲ့ Liverpool အတွက် အမြဲတမ်းဒုက္ခရောက်လေရှိတဲ့ပြိုင်ဘက်ဖြစ်နေတာဗောနော်အဲ့တော့ Dolores ရော Palace ဘက်မှာကြာစင်းမှုတွေရှိတယ်သူတို့ရဲ့ဒီ attacking midfield အစလည်းမရှိတော့ဘူးဗော attacking midfield သူဒီ Jeremy Pino နဲ့ပြန်စားထိုးရတယ်ဆိုပေမဲ့ကွာတယ်အနေထားကွာတယ် Pino နောက်ပိုင်းကျကောင်းလာရင်ကောင်းလာမှာဒါပေမဲ့ Dolores မှာအလောက်ကြီးမဟုတ်သေးဘူးဗောနော်အဲ့တော့အဲ့ခါမှာ Palace ဘက်ကတော့ရှင်းတယ်သူတို့ရဲ့ defensive ကိုပဲသူတို့အများကြီးအားကိုးရမယ် Liverpool ကလက်ရှိအချိန်မှာသူတို့ရဲ့ tactics ကပြဿနာတက်နေရတော့မဟုတ်ဘူးဒါပေမဲ့ အကောင်းဆုံးပုံစံမရသေးဘူးအခုချိန်ထိမရသေးဘူးပြီးတော့ဒီပွဲဆိုရင်တော့ဒါ Isaac ပါလာမယ်ပေါ့နော်အဲ့ Isaac ရဲ့ပြီးတော့ဒီ Mohamed Salah ရဲ့ Florian Wirtz ရဲ့ဒီဘက်က Gag ပို့ရဲ့သူတို့ဒိုက်စစ်အမြန်ဆုံးအတွဲဖက်မိဖို့လိုနေပြီလောလောဆယ်တော့မမိသေးဘူးဒီ Champion League ပွဲတော့က Isaac နဲ့ဒီ Florian Wirtz ကစားသွားတော့တော်တော်လေးကောင်းတာကိုမြင်တွေ့ရတယ် Atletico Madrid နဲ့ပွဲစဉ်မှာအဲ့တော့အဲ့အဲ့လှောက်ရှားမှုအဲ့ဒီအချိန်ဆက်နေတူ Mohamed Salah ကလည်းအထဲဘက်ကိုပုံဝင်လာတာတွေ့ရတယ်ပြီးတော့ ဒီ Jeremy Frim Frimpong ကိုတုံးတယ်ဗောနော်ခန်းစစ်မှာအဲ့တော့ Jeremy Frimpong လည်းကွင်းလေကိုပိုတက်လာပြီးတော့ဒီမိုဟာမက်ဆာလာကိုပို့ပြီးတော့ပံ့ပိုးပေးနိုင်တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ Liverpool ဟာအဲ့ဒီပုံစံကို ချင်းကပ်လာမယ်ဆိုရင်တော့ Palace ကို ပြောမဆိုရင်ဒီကျွန်တော်ယာတီအစတော့ကရင်ဆိုင်ခဲ့တဲ့ community ရှိတုန်းကညဆိုင်ခဲ့တဲ့ပုံစံမျိုးမဟုတ်ဘူးเนาะမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဗောလေ Liverpool ကတော့ Liverpool ပဲသူ့ကိုသွားပြီးတော့ short တော့လို့မရဘူးဘလို့အချိန်တွေပဲဖြစ်ဖြစ်သူတို့ကအသက်ရှင်နေသူတို့က လိုတဲ့ရလက်တွေကိုရယူတဲ့အသင်းဖြစ်တယ် player quality နဲ့အရင်မြင်တယ်ပေါ့နော်အဲ့တော့ Palace ရှုံးဝင်မရှိတာ18ပွဲရှိပြီအဲ့18ပွဲမှာအသင်းကောင်းနေအများကြီးပါတယ်ပေါ့နော်အဲ့ Palace ကအလောက်ထိကောင်းတယ်အဲ့တော့အဲ့အလောက်ထိကောင်းတဲ့အသင်းကို Liverpool ဘယ်လိုလုပ်သွားမလဲဘာဖြစ်ရှာသွားမလဲပေါ့နော်ဒီတခြားအသင်းတွေရှာလို့မတွေ့ခဲ့ဘူးကိုကိုတိုင်လည်းရှာလို့မတွေ့ခဲ့တဲ့အသင်းကို Liverpool ဘယ်လိုမျိုးအဖြစ်ရှာသွားမလဲအာ Isaac Florian Vast တို့ဒီလိုမျိုးခက်ခဲတဲ့ပွဲမှာမှာ အမ်အကောင်းဆုံးပုံစံရှာပြနိုင်မှာဒီချက်တွေစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကတော့အဲ့ဒီအချက်တွေစောင့်ကြည့်သွားမှာဖြစ်ပါတယ်ပြီးတော့စနေနေ့ပွဲစဉ်တွေပြီးတဲ့အခါမှာတနင်္ဂနွေနေ့မှာ Super Sunday Newcastle နဲ့ Arsenal အသင်းတို့ပွဲစဉ်နောက်ဆုံးပွဲစဉ် Newcastle က Arsenal ဒုက္ခပေးနေကြအသင်းမနေ့ကလည်း EFL ကမှလည်းဒါမရှူမလောက် Arsenal ကိုဖျောက်ခဲ့တယ်ငကြောပေါင်း4-0နဲ့ပြီးတော့ဒီတောက်လျှောက်အင်း Arsenal နိုင်အောင်ကတ်နိုင်အောင်ပဲကတ်နိုင်အောင်လောက်ကိုမှအသေးအံခံရတယ် အများသောအားဖြင့် Newcastle ကဒါတောက်လျှောက်ဝမ်စီဆိုတဲ့ရလဒ်မျိုးဝင်နေအနိုင်ယူလေးရှိတယ်ဒီ2020ဒီတနှစ်ကျော်ပေါ့နော်ဟိုးအရှိ2022ခုနှစ်တုန်းကလည်း Warren Zero နဲ့နိုင်ခဲ့ပူးတယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ပိုင်းနှစ်တွေကိုနောက်ပိုင်း3လနှစ်ကိုခြားကြည့်လိုက်မယ်ဆိုရင်ဒီ Saint James Park ကွင်းကအာဆင်နယ်အတွက်အရန်ခက်ခဲတဲ့ကွင်းကစားပုံအားဖြင့်လည်း Newcastle ကစားပုံကကြောက်ဖို့တော်တော်ကောင်းတယ်ခန်းစစ်မာတဲ့လက်ရှိ Premier League မှာ9ဘွဲကစားပြီးသွားပြီ4ဘွဲက clean sheet လီဗာပူးတသင်းကိုပဲသုံးဂိုးပေးခဲ့ရတာအဲသူတို့ပေးထားတဲ့လုံကလက်ရှိကူပမာလာပဲပေါ့နော်ခန်းစစ်အရန်ကောင်းတယ်အဲပြီးတော့ဘာစီလိုနာအသင်းနဲ့ပွဲကိုကျွန်တော်တို့စမ်းပဲကြည့်လို့ရတယ်ဘာစီလိုနာကစားတာဘယ်လောက်ခက်လဲဆိုတော့တခုတော့ရှိတယ်ဘုံမောက်တင်တဲ့ပွဲတော့ကခန်းစစ်၅ရောက်ပုံစံနဲ့ချင်းကက်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကအနေရရှိရလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အာဆင်နယ်ကိုအဲ့လိုမျိုးခန်းစစ်၅ရောက်နဲ့ချင်းကက်တာမဟုတ်ပဲနဲ့သူတို့ပုံမှန်ကစားနေကြ၄၃၃၄၃၃ကိုမှတိုက်စစ်မှာကော်ဒန်အဲညာမှာမာဖီ၃၃အလက်ကောင်၃၃ ပြီးတော့အထောင်မှာ Vada Male ကိုသုံးပါเนาะပြီးတော့ကွင်းလယ်မှာ Bruno Gamma Rich Sandro Tonali နဲ့ Joel Linton အဲ့တော့အဲ့ဒီပုံစံကဘာစီလိုနာသူတို့ရင်ဆိုင်ခဲ့တယ်ညံ့လို့ရှုံးတာမဟုတ်ဘူးဘာစီလိုနာမတရားကောင်းလို့ Patrio လို့ကစားသမားတွေပါလို့ Rafinha တို့ကောင်းလို့အဲဒီအခြေအနေကြောင့် Rashford ရဲ့မယုံနိုင်စရာကံချက်တွေဝင်လို့အဲဒီအခြေအနေကြောင့်သာရှုံးတာဖြစ်တယ်အဲ့တော့ပြီးတော့အဲ့ဒီအခြေအနေတွေမတိုင်ခင်မှာ Newcastle ဟာသူတို့ကိုသွင်းသေးကြရင်ဘာစီလိုနာကို နိုင်တော်လိုင်းသွားနိုင်တဲ့အများကြီးဥဆောင်ထားနိုင်တဲ့အခွင့်အရေးလည်းရခဲ့တယ်အဲ့တော့အဲ့ဒီ၄၃၃လိုအပ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ခန်းစစ်၅ရောင်းနဲ့သွားပြီးတော့ချင်းကပ်မယ်ဆိုရင်တော့အာဆင်နယ်ဟာသူတို့စိတ်ကြိုက်ကစားခွင့်ရရှိမယ်မြူကာဆယ်ဘက်ကသူတို့ကိုကြောက်စရာမလိုဘူးဖြစ်သွားမယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့အဲ့ဒီအဲ့ဒီ၄၃၃ကိုတော့ကျွန်တော်တန်းတာတယ်ပေါ့နော် ပြီးတော့အာဆင်နယ်ကိုဒုက္ခပေးနေကြ formation လည်းဖြစ်တယ်လေ33ဆိုပေမဲ့ခန်စစ်အခြေအနေရောက်51ပုံစံဖြစ်သွားတယ်ပြီးတော့ newcastle ရဲ့ဒီ middle third ဆယ်မှာကစားတာအရင်ကောင်းတယ်ပြီးတော့ သူတို့တိုက်စစ်မှာဖိအားပေးရကလည်းအရင်ကောင်းတယ်အဲ့တော့ maybe ဒီ Gordon ကိုဒီ first line သုံးပြီးတော့ better မှာ half bands ကိုသုံးနိုင်တယ်ဗောနော Vadama တွေက present ပေးတဲ့နေရာမှာ Yukasel လိုချင်တဲ့ပုံစံမရသေးဘူးအဲသူ့ရဲ့ကလန်ကလာပုံစံနဲ့သူ့ရဲ့တုံ့ပြန်ပုံကလိုအပ်ချက်တွေရှိသေးတယ်အဲ့တော့ Barcelona ကိုရင်းဆိုင်သလိုရင်းဆိုင်မလားကျွန်တော်စောင့်ကြည့်နေတယ်အဲ့လိုရင်းဆိုင်ရင်တော့ကျွန်တော်တို့ရဲ့ကစားဟန်ကိုတော်တော်လေးယုံကြည်ချက်ရှိတယ်တို့အာဆင်နယ်ကိုကောင်းကောင်းလေးဒုက္ခပေးနိုင်မယ်လို့ထင်တယ် ဒါပေမဲ့ကျွန်တော်တို့ဒီ fashion တွေဟိုပြီးခဲ့တဲ့နှစ်တွေမှာကြုံတွေ့ခဲ့ပြီးပြီဖြစ်တဲ့အတွက် architecture ဘက်မှာလည်းသူ့မှာဖြေရှားထားတာရှိကောင်းရှိနိုင်တယ်ပေါ့နော်ပြီးတော့လောလောဆယ်မှာ arsenal အသင်းရဲ့ကွင်းလေကို as a ရောက်ထားတယ်ပေါ့နော်အဲ့တော့အဲ့ creative force က arsenal ပြီးခဲ့တဲ့ရာသီမှာမရှိခဲ့တဲ့ creative force origa က creativity မြင့်ခဲ့တယ်ပြီးခဲ့တဲ့ရာသီတော့ကြာဆင်းခဲ့ပြီးမှအဲ့အရှိရာမြင့်တယ်ဒါပေမဲ့သူ့ရဲ့ creativity မြင့်တဲ့ပုံစံက passing တွေကိုအခြေပြုထားတဲ့ပုံစံ အစီကကြတော့ passing ပေးတာကောင်းတယ်ဒါပေမဲ့ passing တွေကိုအခြေပြုတာလားမဟုတ်ဘူး तू आर technical wizard ဖြစ်တယ်ပေါ့နော် तू ရဲ့ ball carrying तू ရဲ့မာယာ तू ရဲ့ဒီလွတ်လပ်ကစားဟန်အဲ့ဒီရှာတဲ့ record တက်မတူဘူးအဲ့တော့ um ဒီအစီကိုကွင်းလဲမှာသုံးပြီးတော့အဲ့ဒီအားကိုကိုးလာနိုင်တယ်ပေါ့နော်အဲ့တော့ background မှာသုံးတာလဲဆိုရင်ကျွန်တော်ကွင်းလဲမှာသုံးတာကိုပိုသဘောကျတယ်ဆိုပြီးကျွန်တော်မကြာခဏပြောခဲ့ဘူးလေအဲ့တော့အဲ့လိုမျိုးမတင်မထားတဲ့အနေထားတစ်ခုကဒီပွဲကို ပြောင်းပြန်လှန်လိုက်တဲ့အခြေအနေတစ်ခုဖြစ်နျူကာဆယ်အမြဲတမ်းယဉ်ဆိုင်ခဲ့တယ်သူတို့အမြဲတမ်းဒုက္ခပေးခဲ့တဲ့အာဆင်နယ်ကိုအဲ့အာဆင်နယ်မှာအဲဆေဆိုတဲ့ကွင်းလယ်မှာရှိမဲ့ creativity ဆိုတာမပါဘူးအဲ့တော့အဲ့အချက်ကတော့စောင့်ကြည့်ခြင်းတဲ့အချက်ဖြစ်တယ်နျူနျူကာဆယ်အာဆင်နယ်ဘလို့လုံးမလဲပေါ့လေပြီးတော့စာကပြန်လာပြီဖြစ်တဲ့အတွက်ဒီသူတို့ရဲ့ညာချမ်းတိုက်စစ်ပူကောင်းမယ်ပေါ့နော်ပူကောင်းတယ်ဆိုတာမာဒူခေကစားတာကောင်းလာရရှိတယ်ဒါပေမဲ့စာကတော့ပို့ပြီး efficient ဖြစ်တယ် um ဘာလို့ခေကအရှင်နေတော့အရင်များတယ်ဒါပေမဲ့ဒီခါလေးကျန်လိုအပ်ချက်ရှိတယ်ဗောနော်စာကာကတော့ပိုကောင်းတယ်ဒါတော့ရိုးရိုးလေးပါပဲပြီးတော့ martinelli form ပြန်မိနေတယ်ဒါ martinelli ကိုပဲမှာသုံးလာနိုင်တယ် jokeresh က um तू အကြိုက်ကစားဟန်ဖြစ်တယ်ဆိုရင်တော့ तू အဆင်ပြေတယ်တချို့ဘွေးလည်းအဆင်မပြေဘူးဗောနော်ဘလိုပဲဖြစ်ဖြစ် jokeresh တို့ကအဓိကမဟုတ်ဘူးအဆင်တယ်ဘလိုချင်းကတ်မလဲဆိုတာ ਨੇ ဒီ sa ဝင်လည်းမှာသုံးမလားဒါမှမဟုတ်ဘယ်သူပဲသုံးသုံးမှာအဲ့ဒီ yukase လုံနေကြအကွက်တွေကို ာတာအနေနဲ့ counter counter move တွေပြန်လိုနေပြီပေါ့နော်အဲ့တော့ဒီနှစ်မှာအဲ့ဒါမြန်းနိုင်တယ်လို့ကျွန်တော်ထင်မိတယ်သေးကြတဲ့ Arsenal အတွက်ခက်ခဲမဲ့ပွဲတော့ဖြစ်နိုင်မယ်ကြံတဲ့ Premier League ပွဲစဉ်ဒီမှာတော့ um ဒီ Nottingham Forest ပွဲတွေပဲစောင့်ကြည့်သွားဖို့အဲစောင့်ကြည့်ပဲမသူကလွတ်လွတ်ကင်ကင်ဖြစ်နေရအောင်၁၇နှစ်ပွဲဆိုတော့အဲပြီးတော့ Wolf နဲ့ Spa အဲ့တော့ Wolf ကအစွဲမရှိတဲ့ Wolf ပါအစွဲမရှိတဲ့ဒီ Wembley တွေပါအမ်ပြောမယ်ဆိုရင်တော့ စပါကတော်တော်လေးမိနေတယ်အဲ့တော့ဇာဗီစီမွန်ကိုတော့စောင့်ကြည့်ခြင်းလေပြီးတော့မန်ချက်စတာစီးတီးနဲ့ဘန်လီအသင်းဘန်လီကစားကောင်းတယ်ပြီးတော့ဟာလန်ပါမမသေးကြဘူးအဲ့တော့ဒီအာလန်မပါဘူးဆိုတော့မန်ချက်စတာစီးတီးအတွက်အခက်အခဲတွေအများကြီးရှိတယ်ပေါ့နော်အာလန်ပါရင်တော့ဘန်လီဘလောက်ပဲကန်ဆစ်ကောင်းကောင်းအဲ့ဒီကန်ဆစ်ကောင်းတဲ့အရာကြီးကိုဘန်လီကလီဗာပူးကိုခုခံနိုင်တယ်ဒါပေမဲ့လီဗာပူးမှာဟာလန်မပါဘူးအဲ့တော့အဲ့ဟာလန်ဆိုတဲ့ force ကအဲ့ဒီပြဿနာကိုဖြေရှင်းတဲ့ key ပေါ့လေအဲ့တော့ အမန်စီးတီးလက်ခတ်မယ်လို့တော့မထင်ဘူးဒီပွဲစဉ်6မှာတော့စိတ်ဝင်စားစရာအများကြီးရှိနေတယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့ကျွန်တော်စောင့်ကြည့်သွားမယ်ကျွန်တော်စိတ်ဝင်စားစရာလို့ထင်တဲ့အကြောင်းအရာလေးကိုတင်ပြပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ